သင်နဲ့ကျွန်တော်အပြန်အလှန်ပတ်သက်၍အချင်းချင်းအတိအမှတ်ပြုကြတဲ့အလှတရားတစ်မျိုးရှိပါတယ်။သင်လှပပြီးစက်တရေရှိရှိဖြစ်လာဖို့ကျွန်တော်ရဲ့မေတ္တာတရားအပြည့်အဝဖြင့်စောင့်စားနေတဲ့အလှတရားတစ်မျိုးရှိပါတယ်။ဤကဲ့သို့သောအလှတရားမျိုးကို စိတ်နှလုံးနဲ့သိမ်းထား၍ညံ့နာမှတစ်ဆင့်ဖော်ပြထားပါတယ်။ထိုကဲ့သို့သောအလှတရားများကိုပူးသားချီမြှင့်များဖြင့်ဖန်တီးကတိန်ယောင်စုံကဲ့သို့လှပတဲ့အဝတ်စားများဖြင့်ဖန်တီးလိုက်ပါပြီ။

ဒီစီဇန်မှာတော့ပိုလန်မှနဲ့ဝစ်စားစင်ရင်မှု9ရောင်တိမ်လွာ2019တိုင်းရင်းသားဝစ်စားစင်ရင်မှုပြိုင်ပွဲရဲ့အနီးရိပီနယ်ချူရှုံမြို့မှာတကဘာလုံးအတူတကွစောင့်စားကြည့်ရှုရမယ်တိုင်းရင်းသားရိုးရာဝစ်စားစင်ရင်မှုပြိုင်ပွဲကြီးစတင်တော့မှာ ဖြစ်ပါတယ်ယူနန်ရှိပြည်နယ်16ခုမှာနေထိုင်ကြတဲ့လူနည်းစုတိုင်းရင်းသားတွေနဲ့ကမ်ဘောဒီးယား လာအိုမြန်မာထိုင်းဗီယက်နမ်စတဲ့နိုင်ငံကတိုင်းရင်းသားဝတ်စုံများအမှတ်တံဆိပ်များဒီဇိုင်နာအဖွဲ့များနဲ့အတူတကွတင်ဆက်ဖျော်ဖြေမှာဖြစ်ပါတယ်။ခင်းဆန်ခြင်းနဲ့တိုင်းရင်းသားရိုးရာတွေကိုတင်ယောင်စုံတို့ရဲ့တောင်ဘက်မြေနီဒေသမှာမတူညီတဲ့အလှတရားတွေဖြင့်ဖန်တီးထွက်ပေါ်စေခဲ့ပါပြီ။ 2016ခုနှစ်ဝင်းကျင်ထိကျူရှုံဒေတာမှာတိတ်တဆိတ်နေထိုင်ကြလူနည်းစု တိုင်းသားတို့ရဲ့လှပတဲ့တိုင်းသားရိုးရာဝတ်စုံတွေရိုးရာလက်ဝတ်လက်စားတွေနဲ့ဝတ်စားစင်မှုပွဲတော်ကြီးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ကျူရှုံပြည်နယ်အတွက်တိုင်းသားယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအဖြစ်ဤရှိကြလာတဲ့လူမျိုးရေးယဉ်ကျေးမှုအစီအစဉ်တွေဟာနိုင်ငံနဲ့အဝန်းကလာရောက်တဲ့စူးစမ်းဖြန့်ဝေတဲ့အထိ၃နှစ်အကြာမှာကျင်းပတဲ့ဝတ်စားစင်မှုပွဲတော်ဟာ ယူနန်ပြည်နယ်ရဲ့တမူထူးခြားတဲ့အလှတရားတွေနဲ့ပြည့်စုံပြီးတော့အနုပညာရင်ကျိမှုအမှတ်တရစိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ အခုနှစ်မှာကျင်းပတဲ့တရုတ်နိုင်ငံရဲ့နှစ်80ပြည့်မွေးနေ့နဲ့တိုက်ဆိုင်ခဲ့တဲ့2019ခုနှစ်ဝက်စားစင်မှုပြိုင်ပွဲဟာဒိုင်းအင်သာချင်းချင်းစီးလုံးညီညွတ်စေကပိုမိုတိုးတက်ကောင်းမွန်စေဖို့အတူတကွပူးပေါင်းလက်ကမ်းမယ်ဆိုတဲ့ဆောင်းမုတ်အားအခြေခံပြီးတော့နိုင်ငံတကာရဲ့ဝက်စားစင်မှုရိုးရာတွေကိုခင်းနဲ့အညီပြောင်းလဲတိုးတက်စေဖို့အတွက်တီလျှောက်လန်းတလျှောက်မှာရှိတဲ့အာရှတောင်ပိုင်းနိုင်ငံတွေရဲ့အရှိတောင်အာရှနိုင်ငံတွေကနိုင်ငံတွေကို အတူတကွပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ပူးကြီးဝက်စုံများနဲ့အတူတကွ ဝလှပနေခြင်းတရုတ်နိုင်ငံသည်ရဲ့190ပြည့်အထိမ်းအမှတ်အားဝမ်းမြောက်ဂုဏ်ပြုအခမ်းအနားဆိုတဲ့ခေါင်းစဉ်နဲ့စတင်ခြင်းဖော်ထုတ်ခြင်းအမြင့်ဆုံးအခြေအနေရောက်ရှိခြင်းကြော့ဖြတ်သွားခြင်းစတဲ့အဆင့်၄စင်းနဲ့ဤအခမ်းအနားအားဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံတော်သည်ရဲ့190ပြည့်အခမ်းအနားမှာရိုးရာယဉ်ကျေးမှုတို့ရဲ့အလှတရားများနဲ့ခေတ်သစ်ရဲ့တိုးတက်အောင်မြင်ခြင်းတွေကိုပုံမူလက်ဆင့်ကမ်းဖော်ဆောင်စေနိုင်ပါတယ်။ 2019ခုနှစ်6လပိုင်း73ရက်နေ့ကနေ19ရက်နေ့ထိပိုးကြီးတိမ်လွာဝေယုံနဲ့ 2019ခုနှစ်ကုမင်းတိုင်းသားရိုးရာဝက်စားစီရင်မှုပွဲတော်ကိုတက်ကြဲ1903ခုနှစ်မှာစီစဉ်ထားတဲ့အတိုင်းအာရှတောင်ပိုင်းနဲ့အရှေ့တောင်အာရှမှာရှိတဲ့မိတ်ဆွေတွေဟာမိမိတို့ရဲ့လူမျိုးရဲ့ရိုးရာဝတ်စုံတွေကိုဝတ်ဆင်ကဝက်စားစီရင်မှုနဲ့ရင်းနှီးမှုတည်ဆောက်ခြင်းဆိုတဲ့ရင်းနှီးမှုတည်ဆောက်လမ်းပေါ်ကိုရှောက်လန်းပေးကြပါတယ်ကျူရှုံပြင်းနေမှာစတင်တော့မဲ့ဝက်စားစင်မှုပွဲတော်အတွက်အတူညီတဲ့ရိုးရဒလိအလှပခန်းသားတွေကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ 欢迎大家来到传承之美大型服饰主题秀，东南亚国家服饰专场的活动现场。 ယူနန်ရဲ့လူနည်းစုတိုင်းရင်းသားဝတ်စားစင်မှုရိုးရာတွေဟာတမူထူးခြားလာတဲ့အလှတရားများရှိပါတယ်။ဒါ့အပြင်အာရှတောင်ပိုင်းနဲ့အရှေ့တောင်အာရှနိုင်ငံတို့ရဲ့တိုင်းရင်းသားရိုးရာဝတ်စုံများစွာဟာဆိုရင်လည်းတူညီတဲ့အနက်ထိပ်ပေတွေရှိကတူညီတဲ့အရင်းမြစ်တွေကနေလာခဲ့တာဖြစ်ပါတယ်။မိတ်ဆွေဟောင်းထံအလဲလာတဲ့ရင်းနှီးမှုမျိုးကိုခံစားမိစေပါတယ်။ရာသီလူလည်းကောင်းတဲ့နေချင်းစရာနဲ့လာပါတဲ့မျိုးလေးလိုပဲအကွမ်းမြင်ပါတယ်။ဟုတ်ရှိပါတယ်ခင်ဗျ။ဖိတ်ခေါ်ရင်ကျွန်တော်လာမှာပါ။